ျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အထီးကီး၃လုံးကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်ကျွန်တော်ဒီခွန်၃တုံညာနှစ်တုံညာကို၅တေမှာဆိုရင်ဒီခွန်နဲ့၃နဲ့မှာတစ်ကြိမ်စီပေါင်းနေပေါ့နော်၅နဲ့နှစ်နဲ့မှာထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာခွန်နဲ့၃ပေါင်းရှင်း30ဖြစ်ပါတယ်၅ရက်နှစ်ရက်ပေါင်းရှင်းဒီ900ရာတွေပေါ့နော်ဒါကြောင့်မို့ခွန်ကိုကျွန်တော်၅နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ခွန်ငါပေါင်းနာဆက်နှစ်နှစ်ကိုတစ်တိုးတာတော့ခွန်နှစ်တော့ကြီးရမယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာဆိုရင်ကျွန်တော်ခွန်ခွန်ကိုဆိုပြီးရတယ်ပေါ့နော်ခွန်ခွန်ကိုဒါကြောင့်မအဲ့မှာတော့အထီးကြီးခွန်နှစ်တလုံးဒီထိတ်စီနဲ့အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာတော့ဒီရှင်းနဲ့တုံညာနဲ့ဒီနှစ်နဲ့ကို၃နှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ၈ရက်၂ရက်၁၀ဆက်နှစ်ရတယ်ပေါ့နော် စနစ်ကိုနစ်နဲ့၅ပေါင်းရှင်းဒီခဏရတယ်ဗောနောခွန်ကိုတစ်တိုးတာဆိုရင်ရှင်းဆိုတဲ့အတွက်နစ်ခွန်ရှင်းကြီးမှာဆိုရင်ခွန်၃ည၃ညဆိုပြီးဖြစ်ပါတယ်ခင်ဗျာခွန်၃ည၃ညဒါကြောင့်မို့အဲ့မှာအထီးကခွန်စ်ဒီထိတ်စီဖြစ်ပါတယ်အထားတဲ့ချိန်မှာဆိုရင်၅နဲ့၅နဲ့ပြီးရင်ဒီ၅နဲ့ကိုနောက်မှာရှိတဲ့နစ်နဲ့ထပ်ပေါင်းမှာဖြစ်တယ်ဗောနောဒါဆိုရင်၅၅ပေါင်းရှင်း၃၅ရဲ့နစ်ရဲ့ပေါင်းရှင်း၇ရာတွေအတွက်ကြောင့်မို့ခွန်နစ်၃ကြီးဗောနော โอเคနောက်ထပ်တစ်ချိန်ပါဆိုရင်300ဆိုပြီးဖြစ်ပါတယ်ခင်ဗျာခုနှစ်ရပြီးတော့300ပေါ့နော်ဒါကြောင့်မို့အဲ့ဒီမှာအထီးကခုနှစ်ကအလယ်ပိတ်ဖြစ်ပါတယ်ဒီ3ကတော့ထိပ်စီးဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ6နဲ့4နဲ့ဒီ9နဲ့ကိုနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ6ရက်နှစ်ရက်30ပေါ့နော်4နဲ့9ပေါင်းရှင်းဒီ900မှာဖြစ်ပါတယ်ကို9ပေါင်းတာ14လေးကိုတိတူတာ9ကိုလေး9ကြီးရမယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ6ကိုလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ300ပြီးတော့ ရှစ်ကိုလေးပါနော်ဒါကြောင့်မို့အဲ့ဒီမှာအတီကီကိုကအလဲထိန်ဖြစ်ပါတယ်ဒီလေးကတော့ကျွန်တော်အပိတ်ဖြစ်ပါတယ်ခင်ဗျာโอเคရှစ်ကိုလေးတပြောင်ဆက်ပြီးတော့လေးလာကြည့်မယ်ပါနော်ရှင်းနဲ့တစ်ပေါက်မယ် PND 9မှာတစ်ကြိမ်နင်းနဲ့ထပ်ပေါက်မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီရှစ်ရဲ့နေ့ရက်က30တင်းနဲ့9ပေါင်းရှင်း600ရေပါနော်ဒါသာဒီ6ကို9ပေါင်းတာ7 76တနစ်အထီးကီးမှာဆိုရင်963စပီဖြစ်ပါတယ်ခင်ဗျာ963 3ဒါကြောင့်မအထီးကေးဒီမှာ6တလုံးက အလဲထိန်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာလည်း9 3အပေါင်းနေဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကြောင့်9နဲ့3ပေါင်း80ဒီ9ရက်ဒီနှစ်ရက်ပေါင်းတာ900ရာတွေအတွက်9ဘာဝနှစ်ပေါ့နော်တိတူတာ3ခွန်နှစ်3အထီးကေးမှာ68ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ68ခွန်ဒါကြောင့်မအဲ့မှာအထီးကေးခုနှစ်တလုံးဒီအပိတ်ဖြစ်ပါတယ်။တပန်း6နဲ့6နဲ့ဒီ3နဲ့ကိုနင်းနဲ့ထပ်ပေါင်းมาဖြစ်ပါတယ်။ ။အဲဆိုရင်ကျွန်တော်ဒီမှာ6နာချိန်7နှစ်နေနဲ့နေပေါင်းတာလေလေးနဲ့3ပေါင်းရှင်း9ရောက်မြောက်ပါနော်။ဒါကြောင့်မို့ကျွန်တော်ခုနှစ်3ကီးထိုင်ရတာဖြစ်ပါတယ်။6ရှစ်ခွန်ပြီးတော့နောက်ထပ်တစ်ကြိမ်မှာနိနိခွန်ဆိုပြီးဖြစ်ပါတယ်နိနိခွန်ဒါကြောင့်မို့အတိကိခွန်ရဲ့နေရဒီနိနိခွန်ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာနော်နိနဲ့6နဲ့ဒီ7နဲ့ကိုနိနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ 810နိနေ6ပေါင်းရှင်း600ရဲ့အတွက်905ပေါင်း73 3ကိုတိတူတာလှိ73လေးအထီးကြီးမှာ388ဆိုပြီးဖြစ်ပါတယ်388ဒါကြောင့်မို့အဲ့ဒီမှာအထီးကြီး600 3ရည်ဒီ388ဆိုပြီးဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာ2ရ3ရည်ဒီ3ညကိုနိနေထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ ခေတာဆင်းကျွန်တော်ဒီမှာနင်းနဲ့တစ်ပေါင်းတာ3 3ကိုဒီနင်းနဲ့ပေါင်းရှင်း900ရာတွေအတွက်9ကို9ပေါင်း30ပေါ့နော်9 3ညာတိကီမှာ3 3 9ဆိုပြီးဖြစ်ပါတယ်3 3 9ဒါကြောင့်မို့အထီးကီ3ညာတလုံးဒီအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်ပေါ့နော်နောက်ထပ်တစ်ချိန်မှာကျွန်တော်ဒီ2ရ9ရဒီ6ရကိုနင်းနဲ့ထပ်ပေါင်းมาဖြစ်ပါတယ် ရှင်းနေနေပေါင်း30နေနဲ့9ပေါင်းရှင်900ရာတဲ့အတွက်ခွန်ရဲ့ပါပါနှစ်တိတူတာ3ခွန်နေ3အထီးကိမှာ3 9နေရပြီဖြစ်ပါတယ်ခင်ဗျာ3 9နေဒါကြောင့်အထီးကိဒီမှာတော့နှစ်ဒီအပိတ်ဖြစ်ပါတယ်ဒီ3ကတော့ကျွန်တော်ထိစီနေရဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာဒီ9 9ပေါင်းမယ်ဒီနှစ်ကိုနေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ9နဲ့9ပေါင်း30နေနဲ့နှစ်ပေါင်းရှင်းဒီ၄ရာတဲ့အတွက်၄ရပါပါ9 9တိတူ30 လဲကိုတုံများကြီးပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကျွန်တော်၃ခုနေစပီဖြစ်ပါတယ်။ Okay ဒါသာမို့အဲ့ဒီမှာအထီးကြီးကိုဒီအလဲထိန်ဖြစ်ပါတယ်ပေါ့နော်။တပန်းဒီ၅တုံများခွန်၃ခုနေတုံများရှောက်ဆိုတဲ့အတွက်၅ရဲ့တုံများရဲ့တည်တုံတုံများကိုနေနဲ့ထပ်ပေါက်မှာ ဖြစ်ပါတယ်။ငါရဲ့နေ့ရဲ့ပေါင်ခွန်ဆိုတဲ့အတွက်ခွန်ရဲ့ပါဝါနေ့တတူတာ3ခွန်နေ့3ကီးမှာ2 4 6ဆိုပြီးဖြစ်ပါတယ်2 4 4ပေါ့နော် ဒါကြောင့်မို့အဲ့မှာတော့ကျွန်တော်တို့ 2D ဒီမှာထိစီနေရပါတော့နောက်ထပ်6 6ကိုနင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်6နဲ့ချိန်18နင်းနဲ့ပေါင်းရင်20 20နဲ့4ပါတော့6ကိုပါဝါယူတော့9 30 6 9 3အထီးကိမှာ3နှစ်4ဆိုပြီးဖြစ်ပါတယ်3နှစ်4ဒါကြောင့်မို့အဲ့ဒီမှာအထီးကိ4တလုံးဒီကျွန်တော်အပိတ်ဖြစ်ပါတယ် နေနဲ့လေးပေါင်းမယ်ပြီးရင်နေနဲ့ကိုနောက်ထပ်နေနဲ့ထပ်ပေါင်းမယ်ပေါ့နော်နေ၄၆၆ကို၄နဲ့ပေါင်းရင်30ရာရီအတွက်၃ညပါဝါ9တိတူတာ6 3ည9လျှောက်ကြည့်မှာကျွန်တော်နောက်ထပ်ချိန်မှာရှင်း9နေစုပြီးဖြစ်ပါတယ်ပေါ့နော်၃နှစ်လေးပြီးတော့ရှင်း9နှစ်ဒါကြောင့်မအထီးကြီးဒီမှာဒီ9ဒီအလဲထိုင်ဖြစ်ပါတယ်ရှင်းနဲ့တင်းနဲ့ဒီ9နှစ်ကို နေနဲ့ထပ်ပေါင်းသွားမယ်ပေါ့နော် ဒါဆိုရင်ရှင်းရနေ့ရ30ဒီတင်းနဲ့9နဲ့ပေါင်းတော့ပေါင်းချင်း600ရတဲ့အတွက်600ရပါပါတိနိရှောက်တင်းနိကီမှာရှင်းရှောင်း9ဆိုပြီးဖြစ်ပါတယ်ရှင်းရှောင်း9ဒါကြောင့်မို့အထီးကိအဲ့ဒီမှာ6ပေါ့နော်အလေဖြစ်ပါတယ်996 2ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ9နဲ့ကြိုင်18နိနဲ့ပေါင်းရင်30ဒီမှာ6တလုံးကြံတဲ့အတွက် 712တီးရမယ်ပေါ့နော်အထက်တစ်ကြိမ်မှာ356ဆိုပြီးဖြစ်ပါတယ်356ဒါကြောင့်မဟုတ်အဲ့မှာ6 6နောက်ထပ်တစ်ကြိမ်ပေါ့နော် 503+2 ငါဆိုရင်3နဲ့2ပေါင်းက9နဲ့ပေါင်းရင်30 0power 5+1 6ပေါ့နော်3956ကီမှာ646ဆိုပြီးဖြစ်ပါတယ်646 ဒါကြောင့်အဲ့မှာအထီးကစ်စ်ဒီကျွန်တော်ဒီမှာ6 6ပေါ့နော်နောက်ထပ်ဒီ3ခွန်ကို9နဲ့ပေါင်းပြီးနေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9ရဲ့2ရဲ့ခွန်ခွန်နဲ့ပေါင်းတာ14 4ရဲ့ပါဝါ9 30 4 93ကီးမှာ9ခွန်6ဆိုပြီးရတယ်ပေါ့နော်9 7 8ဒါကြောင့်အဲ့မှာ9ဒီကျွန်တော်ထိတ်စီရတယ်ပေါ့နော် 877 plus 2ဖြစ်ပါတယ်။ဒါဆိုရင်ချင်းရနေ့ရ10 77ပေါင်းတော့400ရတယ်ပေါ့နော်။4 9 300ကိမာဆိုရင်696ဖြစ်ပါတယ်။696ဒါကြောင့်မို့ဒီမှာ9ပေါ့နော်။ Okay 20ချိန်မှာ3ည569နေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်9 9နဲ့6ပေါင်းတာ71 1နဲ့2ပေါင်းရှင်း3 ၃ရဲ့ပါဝါ၈တိတိုးတာ၉၃ရှိ၉ကိရမယ်ပေါ့နော်โอเคဒါဆိုရင် ကျွန်တော်ဒီဟာဆက်ကြည့်အောင်ပေါ့နော်ဒီဘောကနေစပြီးတော့ပြန်ပြီးတော့ညှိကြည့်အောင်ပေါ့နော်ဒီဘောမှာဆိုရင်ကျွန်တော်အရှိအတလုံးကအရှိအနှလုံးထဲပဲပေါ့နော်ဒီအနောက်တလုံးမပါဘူးပေါ့နော်အရှိနှလုံးကိုဆက်ကြည့်အောင်ဒီရှိက9တိဒီပေါ့နော်9တိ009ဒီမှာခုနှစ်ဒီခွန်တော်များတော်ညခွန်ဒီ300ခွန်တရားရှိရနှလုံးပဲပေါ့နော်ကိုးလေးမှာဆိုရင် ရှစ်ကိုလေး6ဒီ5လျှောက်တော့ခုနှစ်ဒီ6ရှစ်ခုပြီးတော့ခွန်ရနေ့ရဒီနေ့နေ့ခွန်အပြီးပေါ့နော်ရှစ်ရ3ရဒီ3ရှစ်ရှစ်အပြီးတုံညဒီ3တုံများကိုနေ့ဒီ3 5နေ့ဒီကိုက3 9ဒီဒီနေ့ကရတော့နေ့လေး6လေးဒီ3နေ့လေး5ဒီ3 5နေ့6ဒီ6 6 5 6ဒီ ၃၅လျှောက်ဒီမှာကျတော့ကျွန်တော်ဒီတပြင်းမှာအတင်း၆တီ၆လေးလျှောက်ဆိုပြီးတော့အနောက်ဆုံးတလုံးကြည့်လို့ရတော့တယ်ဗောနော်အဆွေးဒီမှာ၄၉၄၉ဆိုပြီးတော့၉၉ဒီ၉၈၈ရ၆၉၆ရဲ့ဗောနော်ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်၃ချစ်ပိန်သွားမယ်ဗောနော်၃ချစ်ဆိုပြီးဖြစ်သွားမယ်ဗောနော်โอเคအဆွေး၃၈၉ကီးဖြစ်ပါတယ်ဗောနော်အဲ့ဒီ၃၈ကီးနဲ့နောက်ထပ်တစ်မြို့နဲ့ကျွန်တော်ထပ်တွဲသွားမှာဖြစ်ပါတယ်ခင်ဗျာ ုခင်းတော်ထက်တမျိုးကကျွန်တော်ဒီ6 3 6 6 6 6 6 9အနီးတောက်6ဖြစ်ပါလေပေါ့နော်โอเคဒီမှာပြက်ပြင်းတော့လုံးဝမရှိသေးဘူးခင်ဗျာကျွန်တော်ဒီကြီး3လုံးလုံးဝပြက်ပြင်းမရှိသေးဘူးပေါ့နော်ဆိုတော့အဲ့မှာတော့ကျွန်တော်နစ်ဒီနစ်နစ်ခွန်3 3 3ဒီ3လေး8ကြီးပေါ့နော်8ဒီ8 9ဒီ8ဒီ8 6က3ဒီ3 9 6 4 6 6 6ခွန်ဒီ9ခွန်8 9 6 9 6ဒီမှာ6ခွန်တိကြီးရတယ်ပေါ့နော် အဲ့ဒီ6ခွန်တီကီနဲ့ကျွန်တော်ကဒီ3 6ကီနဲ့တွဲရှင်တာပေါ့နော်အဲ့မှာ9 3မြလေး4 9 3မြအတူတူပဲပေါ့နော်6ခွန်တီ4 9 3မြအဲ့မှာတွဲလို့အရှင်းပြတယ်ပေါ့နော်3 4 8ရ3မြ5 6ရ8 9 3ရကျွန်တော်တို့အဲ့6တင်းနေရတွဲလို့အရှင်းပြတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာကကျွန်တော်တို့ဒီ6ခွန်တီရ3 3မြ9ရထပ်တွဲ3 8 9ရထပ်တွဲမှာဖြစ်ပါတယ် ကျွန်တော်ကျွန်တော်အဲ့မှာဒီကျွန်တော်ရွေးချယ်ထားတဲ့9နှစ်9နှစ်ကို6နှစ်6နှစ်3နှစ်3 3နှစ်ဒီကျွန်တော်ဒီမှာဒီနေ့ရာ6ခွန်တိကီလွတ်နေတယ်ဘာလို့မရှိတော့ကျွန်တော်6ခွန်တိကီလွတ်နေတဲ့အတွက်ဒီ6ခွန်တိကီဒီလုံးဝပြည့်ပြည့်မရှိသေးဘူးဘောနော်โอเคဒါကြောင့်မို့အဲ့ဒီနီးနှမျိုးမှာတမျိုးမဟုတ်တမျိုးအရောင်ပြည့်မယ်ဘောနော်ဆိုတော့ကျွန်တော်အဲ့မှာ6ခွန်တိကီဆိုလို့ရှိရင်ကျွန်တော်အပြည့်ခွေကဏ္ဍမှာကိုက 6ခွန်တက်ကပါမလာဘူးပေါ့နော်96 3ညာ3ညတော့တက်ကတက်တလုံးပါတယ်ဆိုပေမဲ့ကျွန်တော်ဒီမှာ6ခွန်ပြောက်နေတယ်ပေါ့နော်တက်တလုံးပါတယ်ဆိုပေမဲ့ကျွန်တော်တို့အဲ့မှာတက်တော့မပါတော့ဘူးပေါ့နော်ရှောင်းလိုက်တဲ့အချိန်မှာတက်မပါတော့ဘူးဆိုတော့အဲ့ဒီ6ခွန်တက်ဒီတင်းနည်း6ခွန်မှာတွဲဆိုတာလေးရှိတယ်ပေါ့နော်တင်းနည်း6ခွန်ဝန်လို့ရှိတယ်ခင်ဗျာတင်းနည်း6ခွန်ဝန်အောင်လို့ဆိုပြီးရှိတယ်ပေါ့နော်ဝန်အောင်လို့ရှိတယ် ဆိုတော့အဲ့မှာ6ကုန်တစ်တဲ့ကပါရင်တလုံးလာမယ်ပေါ့နော်။မပါရင်လုံးဝပြသွားနိုင်တယ်ပေါ့နော်။ဆိုတော့ဒါကြောင့်မို့ကျွန်တော်ဒီ9ခုနဲ့9နှစ်ခုမူကဏ္ဍရဲ့ရှင်းနေရှင်းရှင်းနေရှင်းရှိရှိနေပေါ့နော်3နှစ်3 3 3နှစ်ဒီကျွန်တော်နှလုံးပေါင်းရှင်းပရိလေးလျှောက်ပေါင်းလှုပ်ထတာဖြစ်တဲ့အတွက်ဒီလျှောက်ခွဲပေါ့နော်နှစ်လေးလျှောက်ဒီလျှောက်ခွဲမိန်တင်ပြီးတော့ဒီအစိမ်းအောင်ရှည်ထားတာကကျွန်တော်သုံးလုံးပေါင်းရှင်းပရိနဲ့ကိုက်ညီတဲ့ဟာပေါ့နော်ဒါလေးကိုပပရန်ထားပေါ့နော် အဲ့လိုမဟုတ်ပဲနဲ့ကျွန်တော်ကနောက်ထပ်တစ်မျိုးရှိတယ်ပေါ့နော်ခုနကကျွန်တော်တို့36 GB ပေါ့နော်ခုနကကျွန်တော်တို့36 GB ဆိုပြီးရှိတယ်ခင်ဗျာခုနကကျွန်တော်ပြလိုက်တာ36 GB ပေါ့နော်36 GB နောက်တစ်ခုက68 GB okay အဲ့ဒီနောက်ခုကိုကျွန်တော်အပြည့်ခွေကဏ္ဍကနောက်ထပ်နည်းအမျိုးပေါ့နော်ကျွန်တော်တို့မှာနည်းတွေအများကြီးရှိတယ်ပေါ့နော်နည်းတွေအများကြီးရှိတယ်ကျွန်တော်တို့ကတုံးနေကြတာပဲတင်ပြထားတာပေါ့နော် နာတဲ့အပြည့်ခွေနည်းတမျိုးအရာကျွန်တော်6 8 9တောညာတိတုံးဆိုတာလေးရှိတယ်ပေါ့နော်ကျွန်တော်တင်ပြထားလားလို့မသိဘူးပေါ့နော်အာ6 8 9တောညာတိတုံးအပြည့်ခွေရှိတယ်အဲတော့6 8ကတိမှာ6 8ပါတယ်ပေါ့နော်3 8 9တိမှာ6 3 9အဲ့လိုလေးပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီနှစ်ခုကိုတင်တော့ညှိမယ်ဆိုရင်ပေါ့နော်ညှိမယ်ဆိုရင်ကျွန်တော်နှလုံးပေါင်းရှင်းပရိတ်နဲ့ထက်ညှိတာပေါ့နော် နှလုံးပေါင်းရှင်ပြိနဲ့ထက်ညီတော့အကုန်လုံးကကျွန်တော်တို့ကဲ့ညီတာဆိုရင်တဲ့ပေါ့နော်3669တုံညာ6တုံညာ6ရှောက်ရှိတယ်ခင်ဗျာတုံညာ6တုံညာ6ရှောက်တယ်ဖြစ်ပါတယ်ပြီးရင်638 683ပြီးရင်368 386အဲ့မှာဆိုရင်ကျွန်တော်3246ခွန်3246ခွန်ပြီးရင်935 ဲ့မှာလည်းကိုင်ညီမှုရှိတယ်ပေါ့နော်ဆိုတော့ဒီအပေါ်ဒီ3ည4 6ခွန်ဆိုတော့3ည4 6ခွန်အလေးပိတ်အထိပါနော်69 6ဒီမှာ6တလုံးညီတယ်38 8 83ဒီကျွန်တော်ဒီမှာ3ည4 6တော့တွတ်နေတဲ့အတွက်ဒီ63 6 83ကိုပေးလို့ရတယ်ပေါ့နော်နောက်တစ်ခု368မှာ6တလုံးပါတယ်386โอเคဒါကတော့ကျွန်တော်ပရိတ်ကတော့9ပရိတ်ပေါ့နော်368ဒီ9ပရိတ်9ပရိတ်ကလည်း ကျွန်တော်တလုံးထဲတော့ပြိနီးမှာဆိုရင်ပေါ့နော်339 39နဲ့39နေရာနေစားပြီးတော့လုံးဝပြက်ပြင်းမရှိသေးတဲ့ပလိတ်ပရိတ်ပေါ့နော်တလုံးပေါင်းရှင်ပရိတ်တလုံးထဲတော့နီးဒီခုနှစ်ပရိတ်ရှိတယ်ခင်ဗျာဆိုတော့ပြီးခရီးတစ်ပတ်မှာတိပရိတ်69 6ပေါ့နော်ဒီတစ်ပတ်မှာခုနှစ်ပရိတ်ဆိုပြီးရှိတယ်အဲ့ဒီခုနှစ်ပရိတ်ကကျွန်တော်ဒီမှာလေးပါတယ်ပေါ့နော်ကျွန်တော်ဒီမှာ69ပြိမ်မှာ9ပြိမ်ကလည်းအားတာတယ်ပေါ့နော်ဆိုတော့အဲ့မှာ ကျွန်တော်368386ရှောင်းကိုလည်းထည့်ထားတင်နေပါတော့ဒီကီးနှစ်ခုနဲ့ပတ်သက်ပြီးတော့ပါတော့ရှောင်းခွန်ရှောင်းခွန်ဒီကီးနဲ့3 389ကီးနဲ့အပြည့်ပေးသွားနိုင်တယ်ပါတော့368386ရှောင်းခွန်တင်းနေရှောင်းခွန်ထဲကလည်းတလုံးအပါဆိုတော့ဒီမှာရှောင်းတလုံးပါမလားသူမဟုတ်ဒီနေ့တလုံးပါမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်တယ်ပါတော့တွင်းနေ့တွေကကျွန်တော်တို့သူနေ့သူဟန်ကောင်းတယ်ပါတော့ဆက်ပြီးဖို့ပဲလိုတယ်ပါတော့ ဆိုတော့ကျွန်တော်ဒီမှာတုံညာ၆ခုကတော့၅ပရိဖြစ်ပါတယ်တုံညာ၉လျှောက်တဲ့ပေါ့နော်တဲ့ဖြစ်ပါတယ်386 386 386 368တဲ့ဖြစ်ပါတယ်ခင်ဗျာโอเคဒါနှလုံးပေါင်းရှင်ပရိအကုန်လုံးနဲ့ကဲညီတာဆိုရင်တုံညာ၆ခုတုံညာ၉လျှောက်ရဲ့368 386ရဲ့99 99 9ရဲ့ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီ9နှစ်9ခုနှစ်ဒီကိုတုံညာသိန်းကမသွဲဆိုတာလေးရှိနေတယ်ပေါ့နော်အဲ့ဒီတုံညာ9လျှောက်ဒီလည်း ကိုတောင်ညာလေးငါမသွင်းဆိုပြီးတော့အတွင်းဒီအတင်းတော့ထပ်တစ်မျိုးရှိတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီမှာ366 368ကိုလည်းထည့်ထားတင်တယ်ပေါ့နော်โอเคခေတ္တလေးကိုတော့ကျွန်တော်မရှင်းများမိမိတော့ညာကွန်ပြီးတော့အချင်းချင်းရောက်มาဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ